ရဝင်းကလာရောက်အလုပ်လုပ်ကင်သူတွေလက်ရှိနေထိုင်တဲ့နေရာမှာမဲပေးနိုင်မှုမန္တလေးမြို့ကနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကအခမဲ့လိုက်လံကူညီပေးနေပါတယ်။ဥကြော်စေကသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ရှစ်လပိုင်း20ရက်နေ့ကစတင်ခဲ့ပြီးမဲစင်းမှာမပါတဲ့သူတွေမှတ်ပုံတွေမရှိတဲ့သူတွေလက်ရှိနေရာမှာမဲပေးနိုင်ဖို့ပုံစံ3ကကြီးပုံစံ66မြင်းဆောင်6တို့နဲ့တိတ်အိတ်တက်စင်းလိုက်လံပြုလုပ်ပေးနေကြတာပါ။ ဒီလှုပ်ရှားမှုကိုမန္လိမြို့မှာရှိတဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကလှုပ်ဆောင်ပေးနေကြတာဖြစ်ပြီးမေးပေးပိုင်ခွင့်စရင်တပေါင်းခွဲချုပ်ကိုပြုလုပ်ပေးပြီလို့ပြောပါတယ်။အောက်ဘက်မှာ20ရင်းနေရာဒီဘက်မှာစပြီးတော့ဒီမဲစင်းလေးတွေမပါတဲ့လူတွေကိုပေါ့နော်။ဒီပုံစံသုံးကကြီး ောက်မှတ်ပုံတွေမရှိတဲ့လူတွေဆိုလို့ရှိရင်6မြင်းနောက်66နဲ့66မြင်းနောက်6နဲ့လုတ်ပေးပါလေအဲ့ဒါနဲ့လုတ်ပေးပါလေလုတ်ပေးပြီးတဲ့အခါကျတော့တချို့ဝန်ထမ်းတွေတချို့လူတွေဆိုလို့ရှိရင်လဲပေးရမှန်းကိုမသိပါဘူးမသိပါဘူးဘာအတွက်လုတ်တယ်ဆိုတဲ့ဟာကိုကိုမသိပါဘူးအဲ့ဒါကျတော့ဟိုကကျွန်တော်တို့ကတော့ဒါမန္တလေးမြို့ရဲ့ပေါ့နော်နိုင်ငံရေးအစ်စ်သက်ရှိနိုင်ငံရေးတက်ကြွလှုပ်ရှားသူများအပွဲမြေမတွေတွေကြီးပါပဲလိုက်လုတ်ပါတယ်အဲ့တော့နေရောညာရောလုတ်ပါတယ်ညောင်ဝဲလည်းရောက်ခဲ့ပါပြီအောင်မြေသာဆန် အချိုက်အသားလမ်းချက်မြတ်ပါပြီဒီမန်လေးမြို့နယ်မှာရှိတဲ့မြို့နယ်တော်တော်များများကိုရောက်ခဲ့ပါပြီတော်တော်များများရောက်ခဲ့ပြီးတော့အခုချိန်ထိမဲပေးပိုင်ခွင့်စည်ရင်းကိုကျွန်တော်တို့လုပ်ပေးတာတပေါင်းွဲကျော်သွားပါပြီတပေါင်းွဲကျော်သွားရင်တို့တို့ကနေမှာမရှိဘူးဒီမှာပဲရှိတယ်အလုပ်သမားတွေတော်တော်များများစီအလုပ်သမားတွေဖြစ်ပါတယ်အခုလိုမဲစင်းတွေကိုလာရောက်လုတ်ကင်ပေးတဲ့အတွက်မဲပေးရမှာပို့ပြီးအဆင်ပြေတယ်လို့မန်းလေးမြို့မှာလာရောက်လုတ်လုတ်ကင်နေသူတွေကလည်းအခုလိုပြောပါဗျ။ဒီနေ့တော့ဒါမှပြရတာပါ။ ။ဟိုရဒီမှာပေးရတာတော့မဟုတ်စီဘူး။ဟိုရင်တော့မပေးဘူး။အမှန်ဆုံး။ညာကွာပြမအောင်ဆုံးချင်းပြရမှာစောရမ်းတော့ပြုံးမိတယ်ပြေးမှာပါတရားပြေးပြအောင်လားပြေးမှာဒီပါမဲဆေးကူစစ်ပေးတဲ့အဖွဲ့တွေအနေနဲ့ရဝေးကအလို့သမားတွေအများဆုံးရှိတဲ့လုပ်ငန်းတွေကိုတွားရောက်ကူညီပေးခဲ့ကြပါဗျာ။အစီအစဉ်ကြီးကြီးသွားတယ်ဗျာ။ဒါကတော့အစီအစဉ်ကြီးကြီးတယ်လို့ နန်းနဲ့တက်မှုမှာလည်းဘာမှအနှောင့်အယှက်မရှိတော့ဘူးပုံမှန်ကျရင်တို့လုပ်တွေပြိမ့်မယ်ကလေးတွေကိုမဲပေးဖို့အတွက်တို့ပြန်လုပ်ဖို့အစီအစဉ်လေးစီစဉ်ထားတယ်ပေါ့နော်အဲကြတော့အခုကျတော့အလုပ်ပိတ်ရရင်တော့မဲပေးတဲ့နေ့တစ်ရက်လောက်ပဲပြိပြီးတော့ကျောပွားသွားပြီးမဲပေးကြရင်ရန်စင်ပြေတော့တာပါဒီရက်တော့ဟိုဒီကုမျိုးကမဲပေးရမှာဆိုအများကြီးတိုက်တော့မှုစီစဉ်ရှိတယ်ဗျာဒါရန်စင်ပြေလို့ရှင်တယောက်နေနဲ့အင်းနေတယ်ဗျာဘသူ့ကိုသူ့ကိုမဲပေးပေးပေါ့အခုကဘသူ့ကိုမဲပေးပေးမဲတစ်ခုကြောက်မသွားစေတော့ ေကတငယ်ချင်းတွေကိုလည်းလုပ်ငန်းရှင်တွေအများကြီးရှိတယ်သူတို့လည်းဒီလိုမျိုးချန်ချန်ပေးမယ်တော့သူတို့ကူညီတောင်းလာရင်လည်း like ကူညီပေးဖို့ပေါ့သူတို့ဒီဘွက်တွေနဲ့ချိတ်ဆက်ပြီးတော့ဒီလိုတုတ်ပေးနေတယ်ဆိုတာမျိုးတွေတော့အစီအစဉ်လေးရှိတယ်အခုလိုမဲစင်းလိုက်လာစစ်စည်းတဲ့အဖွဲ့မှာကုညီလိုအားပေးသူပေါင်း20ဝန်းကျင်လောက်ရှိပြီးမန်လေးမြို့အတွင်းကလုပ်ငန်းရှင်တွေရက်ဝေးကလာရောက်အလုပ်လုပ်ကြတဲ့သူတွေအနေနဲ့အခက်အခဲရှိရင်ဆက်သွယ်အကူအညီတောင်းနိုင်ကြောင်းနဲ့အခမဲ့အိမ်တန်ရာရောက်လှုပ်ဆောင်ပေးမယ်လို့လည်း DVB ကိုပြောပါရတယ်။ကျွန်တော်ကြော်စီပါ။